အလိုအားလုံးမင်္ဂလာပါခင်ဗျာခုဒီနေ့ကတော့ဟွာဟင်ကနေပြီးတော့ဘန်ကောက်ကိုပြန်မှာဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးကခွန်းတို့အတာခွန်းတို့ဟိုတယ်ရဲ့ကန်ဂျီလေးပေါ့နော်ဒီနားမှာခွန်းတို့ဟိုတယ်ကဒီဟိုတယ်လေးကဒီနေရာလေးပါဒီပြပြရအဲဒီနေရာလေးကခွန်းတို့ခွန်းတို့ရဲ့အာဟိုစတယ်ပေါ့နော်ဟိုစတယ်လေးပါအဲအဲ့ဒီကနေပြီးတော့ခွန်းတို့ဒီနေရာလေးကဒီလမ်းလျှောက်လာခဲ့မယ်ဆိုဟိုတယ်ရှိကနေပြီးတော့ဖြတ်ပြီးလမ်းလျှောက်လာခဲ့မယ်ဆိုရင် ဒီကန်းကြီးလေးကိုရောက်ပါတယ်ဒီကန်းကြီးလေးမှာဆိုရင်ညက်ပတ်တွေဆိုရင်တော့မုတ်စင်းရရှိရလို့ပြောတယ်ဗောနော်ခုနကအင်ရက်တည်းကတနေ့ကရှောက်သွားပြီးရှောက်လေပြီးတော့မှကန်းကြီးဒါပြန်ရောက်တာဆိုတော့ပင်မန်းပြီးတော့မလဲနိုင်တော့ဘူးဗောနော်အဲ့တော့မုတ်စင်းရမဆုံးခဲ့ရဘူးဗောနော်ဒီနေ့ကပြန်တော့မှဆိုတဲ့အခါကျတော့ညက်ပတ်ဆိုရင်တော့လုံးဝဒီမှာပင်လယ်လေးတဖြည်းဖြည်းလေးနဲ့မုတ်စင်းရလေးရှိရလို့ပြောပါတယ်မသိရင်ဒါကိုရီးယားကားလေးတွေမှာပါလိုက်တယ်ဂျေဂျူးကျွန်းလေးကိုရောက်သွားသလိုမျိုးခံစားရတယ်ဗောနော်အဲ့လိုမျိုးလေးရမ်းမိုက်ပါတယ်အာ Oh, no. Oh. ဒါဟွာဟင်းမျိုးရဲ့ယထာဘူဒာယုံဖြစ်ပါတယ်ခင်ဗျာဖုလို့ယထာဘူဒာယုံကိုနိုင်ဝဲတော့ဆောရောက်ပြီးတဲ့အခါကျတော့ယထာကအကြိုက်ဆောက်လိုက်ရပါတယ်သူယထာနဲ့နဲ့ဒီလေးဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဖုလို့တနားကိုလည်းကြိုးဆောင်လိုက်ရပါတယ်ခင်ဗျာတအောက်လေး9မိနစ်လောက်အပေါ်ရောက်တဲ့အခါမှာတော့ယထာရောက်ပါတယ်ခင်ဗျာမခွင့်နေခဲ့တာမင်းမသိခဲ့ပါ ချင်ခဲ့တာမင်းမသိခဲ့ပါဒီလိုစိတ်နဲ့ပဲတောင်းနေကြမှာဖုံးမယ်ကိုရှုံးတယ်ဖဲမသွားဖို့စဉ်းစားနေရဖို့ပဲဆက်ဆက်ဆောင်နေ ခုဆိုရင်တော့ခွန်တို့ဝါဟင်းမျိုးတွေကနေပြီးတော့ယထာကစတင်မျိုးတစ်ခုပါပြီခင်ဗျာခွန်တို့အခုပြန်တဲ့လမ်းလေးမှာဆိုရင်တော့အာထိုင်းမိတ်လေးနေဆိုတော့မသိရင်ခွန်တို့ပကံဘက်ကိုဖျားဖို့ထွက်တဲ့လမ်းလေးနဲ့တူပါတယ်ခင်ဗျာအခုထွက်ခဲ့တဲ့ဒီဝါဟင်းကိုလာခဲ့တဲ့ခီးတစ်လျှောက်ကတော့ခွန်တို့မြန်မာပြည်ထဲမှာသွားခဲ့တဲ့ခီးရင်းနဲ့မတူပဲနဲ့အမျိုးသောပိုက်လေးတွေပြီးရအောင်မလို့အချိန်များရှိခဲ့မယ်ဆိုရင်တကယ်ချင်းနဲ့ပြဆိုပြစီခီးထွက်ဖို့အတွက်ခွန်ကတော့ညွှန်ပြပါတယ်ခင်ဗျာ bye see you in the next vlog